ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ Ghost Story Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ဘုံကြီးကြောင်တစ်ခုမှဖြစ်သွားခဲ့တဲ့ဒိလန်ရှောက်ရှားဝေရာတေးဇလန်လေးကိုစိတ်ဝင်စားပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တခါတော့အထိုင်းမှာနေဆက်ကရွာလေးတွေမှာဘုံကြီးကြောင်ကြီးတစ်ယောက်ရှိခဲ့ပါတယ်အဲဒီကြောင်ကြီးဟာရွာလေးနဲ့အနေငယ်အလံဝေးပြီးတော့ကြောင်ကြီးရဲ့ပတ်ပတ်လေးကိုတော့ ကြီးမားတဲ့တဲ့ပေကြီးများကဝိုင်းငံလိုနေခဲ့တယ်ဗျ။အဲဒီဖုန်ကြီးကြောင့်ကြီးရဲ့မှာတော့ဦးနှက်ထီယာလို့ခေါ်တဲ့ဖုန်ကြီးတစ်ပါးဟာတရင်သုံးနေထိုင်တော်မူခဲ့တာပေါ့။ဇီရတော်ဦးနှက်ထီယာဟာတက်တော်60နှစ်ဝါတော်30ခန်းရှိနေပြီဖြစ်ပြီးတော့တရွာလုံးကလည်းကြီးညိုလေးစားလို့နေခဲ့ကြတာပါ။အဆိုပါဖုန်ကြီးကြောင့်ကြီးတွေမှာတော့ကိုရီလေးတစ်ပါးရှိနေပြီးအဲဒီကိုရီလေးကတော့မကြသေးခင်ကမှသဒ္ဒနာပေါင်းလေးကိုရောက်လာတဲ့အသက်10နှစ်ခန့်အရွယ်ဟိုသားလေးသာဖြစ်သေးဗျ။ ကိုရင်ဘွားမှာတော့ဖိုးသားလေးရဲ့ဘွဲ့နာမည်ဟာအရှင်ခင်မင်သာဖြစ်ပြီးတော့ဘာသာတဒနာကိုယုံကြည်ကိုးစားလို့တဒနာပေါင်းလေးကိုဝင်ရောက်လာကျင်တာဖြစ်တာပေါ့ကိုရင်လေးရဲ့စိတ်ထဲမှာတော့ငြိမ်းချမ်းမှုအစစ်မှန်ကိုရှာကျင်လို့သာဖြစ်ပေမဲ့လေလက်တွေမှာတော့ကြောင်းကြီးနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ထဲမှာမတင်ဟာစရာတွေဖြစ်လို့နေခဲ့တယ်ဗျနောက်ပြီးတော့ဒီကြောင်းကြီးထဲမှာကိုရင်ငယ်လေးတွေမကြာခဏပျောက်ဆုံးနေရဲဆိုတဲ့သတင်းတွေကလည်းပေါ်ထွက်လို့နေခဲ့တာပါ ။ဒါရီဖုန်ကြီးကြောင်ကြီးတွေမှာတော့ကြီးမားလွန်းလာတဲ့စင်းနုတော်ကြီးတစုရှိနေပြီးရွာသူရွာသားများဟာလည်းအဲ့ဒီရုပ်ပွားတော်ကြီးကိုယုံကြည်ကိုးကွယ်လိုနေခဲ့ကြပါလေ။ကိုရင်လေးခင်မိတာဟာကျောင်းတန်ရှင်ကြီးတွေကိုလှုပ်ပြီးတဲ့အခါမှာတော့နေမင်းကြီးအားလည်းတဖြည်းဖြည်းနဲ့မိုးကိုစဝံကြီးရဲ့အတွင်းကိုဝင်သွားခဲ့ပါတော့လေ။ဒီလိုနဲ့ညာဘက်ကိုရောက်ရှိလာပြီးကိုရင်လေးခင်မိတာလည်းကျောင်းတန်ဆရာတော်ကြီးတရင်သုံးနေထိုင်တော်မူတဲ့ဖျားကန်းလေးတွေကိုဝင်သွားခဲ့တယ်ဗျာ။ ဘုရားကံလေးထဲမှာတော့ကျောင်းနိုင်စရာတော့ကြီးဥနှတ်တီရာဟာတင်မြင်ခွေပြီးတော့တရားထိုင်လို့နေခဲ့ပါတယ်ဒီလိုနဲ့ကိုရီလေးခင်မင်ကြလေးကျောင်းနိုင်စရာတော့ကြီးကိုဥချပြီးတော့အခုလိုမေးလိုက်ပါတော့တယ်အရှင်ဘုရားတပည့်တော်ဒီကျောင်းကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတခုခုကိုခံစားနေရတယ်လို့ပဲဘုရားပြီးတော့သူများတွေပြောတာကြားဖို့တယ်ဒီကျောင်းထဲမှာကိုရီလေးတွေတနေ့တခါပျောက်နေတယ်ဆိုအဲ့ဟာတကယ်လားဘုရားဟေးကိုရီလေးခင်မင်ကြ အဲ့ဒီစကားတွေကိုဘဲကကြားလာတာတော့ဒီကြောင်းထဲမှာဘာမှလည်းမရှိသလိုဘဲကိုရင်မလည်းမပြောက်ဖူးပါဘူးကွယ်ဖရာရည်တရားရည်ဆိုတာအရန်အေးချမ်းနေတင်ပါဖရာဟုတ်တာမဟုတ်တာတော့မသိပါဘူးတပည့်တော်လေးဂျွာတဲ့ကပြောတန်တွေကိုကြားခဲ့တာပါပြဲ့တော်တပည့်တော်ဒီကြောင်းကြီးကိုရောက်လာဖို့ဆိုတဲ့ကစိတ်ထဲမှာတခုခုကိုခံစားနေရတယ်လို့ပဲဖရာတစ်ချက်တစ်ချက်ဆိုကြောတွေပါချမ်းချမ်းနေတယ်ကေကိုရီလေးခင်မိတာတော်တော့ကွယ် ကိုရင်လေးထင်တယ်လို့ဒီကြောင်ထဲမှာဘာမှလည်းမရှိဘူးပြီးတော့ဘယ်ကိုရင်မလည်းမပြောက်ဘူးကွယ်တောတောတောလှုပ်ရှားရှိတာကိုလှုပ်ပြီးရင်အဲ့တော့အဲဒီလိုပြောဆိုပြီးတော့ဦးစဉ်ဦးနဲ့ထီရဟာကိုရင်လေးခင်မီတာကိုသူ့ရဲ့ចောင်းဆောင်လေးစီကို ပြန်သွားဖို့အတွက်မိန်လိုက်တာပေါ့ထိုခါမှာတော့ကိုရင်လေးလေးចောင်းနိုင်စီတော်ကြီးရဲ့စကားအတိုင်းပဲသူနေထိုင်ရာចောင်းဆောင်လေးစီကိုပြန်သွားခဲ့ပါတော့ရီဒီလိုနဲ့ညင်အတော်တက်လာတဲ့ခါမှာတော့ကိုရင်လေးခင်မီတာလေးအိမ်မောကြလို့သွားခဲ့တယ်ဗျာ အဲဒီနောက်ကိုရင်လေးခင်မင်းတပါးအိမ်မောကြနေစင်မှာပဲကိုရင်လေးရဲ့နားထဲမှာအတန်တခုကိုကြားလိုက်ရပါတော့တယ်အဲဒီအတန်ကတော့အဝေးတနေရာကနေပြီးတော့ဆွဲဆွဲငင်ငင်ဦးနေတဲ့ခွဲဦးတန်ကြီးသားဖြစ်တာပေါ့အစိုးပါခွဲဦးတန်ကြီးကြောင့်ပဲကိုရင်လေးတပါးနိုးလာခဲ့ပြီးအချိန်ကိုကြည့်လိုက်တော့မနေ့တနေ့တောင်ထိုးလို့နေခဲ့ပါပြီအရာရာကိုဆက်စုလို့သိရှိတဲ့ကိုရင်လေးလေးအရာတွေကနေထလိုက်ပြီးအတန်ကြားရအောင်ကိုလိုက်သွားခဲ့ပါတော့တယ်မင်းပြပြလာရအောင်အမတော့ ကိုရင်လေးခင်မိတာမိရဲ့လေးကိုညာဘက်လက်ကဆွဲပြီးအတန်ကြားရဘက်ကိုတလန်ကျင်းလန်းလို့သွားခဲ့ပါတော့တယ်အဲ့ဒီချိန်မှာပဲရုပ်ဘွားတော်ထားရှိရာကျောင်းဆောင်တွေကနေပြီးကျောက်စရာကောင်းတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်ဗျအဲဒါကြောင့်ကိုရင်လေးလေးချက်ချင်းဆိုတလို့ပဲအတန်ကြားရဘက်ကိုလှည့်ကြည့်လိုက်ပါတော့တယ်ဒုက္ခမှာတော့ယုတ်တိရဆိုတလို့ပဲကျောင်းကန်းရဲ့တကားဝါဟာဖွင့်လန့်နေရကနေပြီးပြန်ပိတ်လို့သွားခဲ့တယ်ဗျာ အဲဒါကြောင့်ကိုရင်လေးလေးရှေကိုဆက်မသွားတော့ဘဲနဲ့ဇေနုတော်သားရှိရာဖျားကန်းလေးကိုသာဝင်သွားဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တာပေါ့ထို့နောက်မှာတော့ကိုရင်လေးဟာအဲ့ဒီဖျားကန်းလေးကိုဥတီပြီးတော့ဝင်သွားခဲ့တယ်ဗျဒီလိုနဲ့ဖျားကန်းလေးကိုရောက်တဲ့အခါမှာတော့ကိုရင်လေးခင်မိတာလေးဇေနုတော်ရဲ့ဘေးပတ်ပတ်လေးကိုလိုက်လံပြီးတော့ကြည့်ရှုလို့နေခဲ့ပါတော့လေတခါလုံးမောင်းမဲနေတဲ့ဖျားကန်းကြီးထဲမှာတော့ကိုရင်လေးကင်ဆောင်ထားတဲ့မီးအလေးအောင်ဟာ မှုံကျူကျူလေးသာလင်းလို့နေခဲ့တာပေါ့အဲ့ဒီမီးအလင်းရောင်ရဲ့အောက်မှာတော့ဗုဒ္ဓရုပ်ဘွားတော်ကြီးဟာရွှေဝါရောင်တဝင်းဝင်းနဲ့အယောင်ပြန်ဟက်လို့နေခဲ့တယ်ဗျဇင်လူတော်ရဲ့ဘေးပတ်ပဲလေးကိုလှဲပတ်ကြည့်ရှုလိုက်ပေမဲ့လေဘာကိုမှမတွေ့ရတဲ့အစုံမှာတော့ကိုရင်လေးလေးဇင်လူတော်ကြီးကိုကြည့်လိုက်ပါတော့တယ်အဲဒီခါမှာတော့ကိုရင်လေးခင်မိတာတပါမြင်လာရတဲ့မြေခွင်းတစ်ခုကြောင့်ပဲဗဇက်အဟောင်းသားဖြစ်သွားပြီးတော့ကြက်တီသေးသွားခဲ့ပါတော့တယ် ဘုရားကန်းထဲမှာရှိနေတဲ့ဘုရားဆင်းလူတော်ကြီးဟာဗဇတ်အဟောင်းသားဖြစ်နေပြီးဗဇတ်ထဲကနေလေအပုံနဲ့တွေဟာတထောင်းထောင်းနဲ့ထွက်လို့နေခဲ့ရဲ့ဗျာနောက်ပြီးဆင်းလူတော်ရဲ့ဗဇတ်ထဲကနေပြီးတော့လေသွေးစားတွေဟာစီးကြလို့နေခဲ့တာပါအဲဒီနောက်မှာတော့ဆင်းလူတော်ရဲ့ဗဇတ်ထဲကနေကြောက်စရာကောင်းတဲ့အသွင်ပြင်ရှိတဲ့ဘလူးကြီးတကောင်ရှိနေတာကိုမြင်လိုက်ရတယ်ဗျာအဲဒီဘလူးကြီးဟာနေရဲတောက်လောင်နေသောမျက်လုံးတစ်စုံနဲ့အတူဇင်းလူတော်ရဲ့ဗဇတ်ထဲကနေပြီး ကိုရင်လေးခင်မိတာကိုစိုက်ကြည့်လို့နေခဲ့ပါတော့တယ်။အဲဒီလိုမြင်ကွင်းကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ကိုရင်လေးခင်မိတာလေးကြောက်လန့်တုန်လို့သွားပြီးတော့နောက်ကိုပင်ပြန်မကြည့်တော့ဘဲကျောင်းနဲ့တင်မတသားတဲ့ကြောက်အောင်ဖွက်ပြေးလို့သွားခဲ့တယ်ဗျ။ကျောင်းဝဲကြီးထဲမှာမွေးမြူထားတဲ့ခွေးများဟာလေကျောက်ဆရာကောင်းတဲ့အတန်ကြီးတွေနဲ့အတူစွဲငင်စွာအိုလို့နေခဲ့ပါတော့တယ်။အခုလိုကိုရင်လေးခင်မိတာတပါဖွက်ပြေးသွားတဲ့အခါမှာတော့ဘုရားကန်းထဲမှာကြံရှိနေခဲ့တဲ့စင်းလူတော်ရဲ့ပါဇက်ကြီးဟာလေပြန်ပြီးတော့ပိတ်သွားခဲ့ပါတော့တယ်။ ီလိုနဲ့လင်းကျက်တန်းနဲ့အတူရွှေဝါရောင်နေမင်းကြီးဟာလေမိုးကိုဆဝိုင်းကြီးရဲ့အရှိတ်ဘက်ကနေပေါ်ထွက်လို့လာခဲ့ပြီးတော့မနခင်အာယုံဦးကိုရောက်ရှိလို့လာခဲ့တော့တယ်ဗျကိုရင်လေးခင်မင်းသားလေးဘုံကြီးကျောင်းဝင်းကြီးရဲ့ရှေ့မှာတပည့်စည်းလေရင်ကျောင်းတန်ရှင်လို့လို့နေခဲ့တာပေါ့အဲဒီလိုကိုရင်လေးကျောင်းတန်ရှင်လုံနေတာကိုတော့ဘုံကြီးကျောင်းဆောင်ဘောကနေဦးစင်ဦးနတ်ထီယာကကြည်လို့နေခဲ့တယ်ဗျဦးစင်ဦးနတ်ထီယာရဲ့အကြီးများမှလေတာမန်နဲ့မတူပဲဈေးရွှွှွမျက်လုံးများနဲ့ အတော်လေးကိုကြောက်စရာကောင်းလို့နေခဲ့တာပါအဲဒီလိုဦးစင်ကြည့်နေတာကိုလေကိုရီလေးခင်မင်တာကတီးလို့နေခဲ့ပဲဗျာဘုံကြီးကျောင်းဝန်းကြီးတစ်ခုလုံးကတော့ကြီးမားသောတစ်ပကြီးများဖုံးလွှမ်းနေရာကြောင့်စိမ့်စို့အုံမိုင်းလို့နေခဲ့တာပါအဲဒီတော့ကျောင်းတန်းဆရာတော်ကြီးရဲ့အလစ်မှာတော့ကိုရီလေးလေဘုံကြီးကျောင်းထဲကနေအမြန်ဆုံးထွက်ပြေးလို့သွားခဲ့ပါတော့တယ်ကိုရီလေးကခြေလမ်းများကိုကျဲကျဲလမ်းပြီးတော့သူ့ရဲ့အိတ်လေးရှိရာကိုပြေးသွားခဲ့ပါတော့တယ် ဒီလိုနဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ဖာခင်ဖြစ်သူဦးခင်မောင်ကတားဖြစ်သူကိုရင်လေးကိုမြင်လိုက်ရတဲ့အခါမှာတော့အပေါကိုလှက်ပေးလိုက်တာပေါ့အဲဒီနောက်မှာတော့ဦးခင်မောင်ဟာတားဖြစ်သူကိုကြည့်ပြီးတော့အခုလိုမေးလိုက်ပါတော့တယ်ကိုရင်လေးဘာဖြစ်လို့ပြန်လာတာလဲကိုရင်လေးပြန်လာတာဆရာတော်ဖះကြီးရောတည်လားကွာအဖေအဖေတားကိုအပေါအရင်လှက်ပေးပါဦးနည်းနည်းလှက်ပေးပါအဖေကျေးဇူးတင်ပါတယ်အဲဒီနောက်မှာတော့ဦးခင်မောင်လေးတားဖြစ်သူကိုရင်လေးကိုအပေါတကားဖွင့်ပေးလိုက်ပါတော့တယ် နောက်ပြီးတော့သူ့သားဘာနေဟာအေလီရဲ့အခန်းလေးကိုဝင်သွားခဲ့တယ်ဗျ။အေလီရဲ့အခန်းလေးကိုရောက်တဲ့အခါမှာတော့ကိုရင်လေးဟာဟာကင်ဖြစ်သူကိုကြည့်ပြီးတော့အခုလို့ပြောလိုက်ပါတော့တယ်။အဖေအဖေဖုန်ကြီးကျောင်းထဲမှာလေဖျားစင်းလူကြီးအဖေတည့်ရမလားဗျ။အေးတည့်တယ်လေ။အဲ့ဒါငါတို့တူအောင်ကိုကွယ်နေတဲ့စင်းလူတော်ပဲကွာ။ဘာဖြစ်လို့လဲ။အဖေအဲ့ဒီစင်းလူတော်ကအယောင်ဆောင်တဲ့စင်းလူတော်ကြီးဗျ။တကယ်တော့အဲ့ဒါစင်းလူတော်အစ်စ်မဟုတ်ဘူး။မင်းညာကကျွန်တော်အဲ့ဒီဖျားခန်းထဲကိုရောက်ခဲ့တယ်။ ။စင်းလူတော်ရဲ့ပါဇက်ကြီးကဟပြီးတော့ပါဇက်ထဲကနေပြီးတော့လဲတွေးရစီရနေရပုတ်စော်တွေကလည်းနန်းထောင်းနေရပဲ။ဟေးကိုရင်လေးဘာကြီးရှောက်ပြောင်နေရလဲကွာ။အဲ့ဒါအဖေတို့တရားလုံးကိုကိုွယ်နေတဲ့စင်းလူတော်ကြီးလေကွာ။အဲ့ဒီလိုမအုပ်မချင်မပြောရဘူးကွာ။အာအဖေကလည်းဗျာကျွန်တော်တကယ်ပြောနေတာဗျာ။မနေ့ညကကျွန်တော်မျက်စိနဲ့ကိုမြင်ခဲ့တာ။ကျွန်တော်တို့အဲ့ဒီဖုန်းကြောင်းကိုပြန်မသွားတော့ဘူးနော်ဖေ။မောင်ရကျွန်တော်ဘလူးစားရကိုခံရလိမ့်မယ်ဗျဒီမှာငါ့တာမင်းကိုကိုရင်ဝစ်ပါလို့ငါအတင်းမခိုင်းခဲ့ဘူးနော် အေးထွက်ချင်လို့ရှင်လေကျောင်းတိုင်းဆရာတော်ကြီးကိုခွင့်ပန်ရအောင်မဲခွေအဲ့တော့အခုချက်ချင်းမင်းကျောင်းကိုပြန်တော့ဖခင်ဖြစ်သူဦးခင်မဟာအဲ့လိုပြောဆိုပြီးတော့ကျောင်းရှိရာကိုအတင်းပြန်ခိုင်းလိုက်တယ်ဗျဖခင်ဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အခါမှာတော့တားဖြစ်သူကိုရီလေးလေးကြောက်ကြောက်လက်လက်နဲ့ဘုံကြီးကျောင်းကိုပြန်သွားခဲ့ရပါတော့တယ်ကိုရီလေးခင်မိတ်တာဟာတနေ့ကိုအိမ်မှာပဲရှိနေခဲ့ရကြောင်းသူပြန်လာတဲ့အချိန်ကလေးအတော်လေးကိုမိုးချုပ်လို့နေခဲ့ပါပြီ အဝေးကျန်တစ်ခုလုံးကလည်းမှောင်မဲနေပြီးတော့တိတ်ဆိတ်လို့နေခဲ့တာပေါ့ဒီလိုနဲ့ကိုရင်လေးလေးဖုန်းကြီးเจ้าနဲ့ကိုပြန်ရောက်လာပြီးသူ့ရဲ့အခန်းလေးလေးကို ဝင်သွားခဲ့ပါတော့တယ်ပြန်ရောက်လာတဲ့အချိန်ကအတော်လေးညစ်တက်နေပြီဖြစ်တာကြောင့်ကိုရင်လေးခင်မင်တာလေးအရာခင်းပြီးတော့အိတ်ဆက်ဖို့ရတဲ့ပြင်ဆင်လိုက်တာပေါ့အခန်းလေးရဲ့တောင်းမှာတော့ရေနံစီမီးရေလေးကိုထွန်းညှိထားပြီးတော့မီးအလေးရောင်ကလည်းအခန်းလေးထဲမှာမှုံကျူးကျူးလေးသာလင်းလို့နေခဲ့တယ်ဗျာ အဲဒီချိန်မှာပဲအခန်းရဲ့အပြင်ဘက်ကနေပြီးတော့အတန်တစ်ခုကိုကြားလိုက်ရပါတော့တယ်။ကိုရင်လေးခင်မိတာတကားကိုဖွင့်မအောင်ခဏလောက်။ဘာဖုန်ကြီးကိုရင်လေးကိုပြောစရာရှိလို့အခန်းလေးရဲ့အပြင်ဘက်ကနေပြီးတော့ကျောင်းတိုင်းဆရာတော်ကြီးရဲ့စကားတန်းကိုကြားလိုက်ရတဲ့အခါမှာတော့ကိုရင်လေးခင်မိတာလေးအပေါတကားကိုဖွင့်လှစ်လိုက်ပါတော့တယ်။အခန်းရဲ့အပြင်ဘက်မှာတော့ကျောင်းတိုင်းဆရာတော်ကြီးကရောက်ရှိလို့နေခဲ့ပြီးအေးဆက်တင်းကျင်သောအကြီးများနေတူကိုရင်လေးကိုစိုက်ကြည့်လို့နေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကျောင်းတိုင်းဆရာတော်ကြီးဟာ သူ့ရဲ့နောက်ကျောဘက်မှာဖွက်ကွယ်ယူဆောင်လာတဲ့လိုက်ရိုက်တင်းမုံတစ်ချောင်းကိုထုတ်လိုက်ပါတော့တယ်။နောက်ပြီးအဲ့ဒီတင်းမုံနဲ့ကိုရီလေးရဲ့အူကောင်းကိုအားရပါရရိုက်ချလိုက်တယ်ဗျာ။အဲ့ဒီလိုအရိုက်ခံလိုက်ရတဲ့အခါမှာတော့ကိုရီလေးခင်မိန်တာလေတချက်တည်းတတိလေမေမျောလို့သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ကိုရီလေးတတိပြန်ရလာတဲ့အခါမှာတော့ကိုရီလေးဟာစေရူတော်ရှိတဲ့ဖျားကန်းလေးကိုရောက်ရှိနေကြောင်းသိလိုက်ရပါတော့တယ်။သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ကျိုးရည်နဲ့ချီနှောင်လို့ထားခဲ့ရဲ့ဗျာ။ ကိုကြီးလေးရဲ့ရှင်မာတော့ကျောင်းတန်ဆရာတော်ကြီးဦးနှက်ထီယာချီလို နေခဲ့ပြီးကျောင်းတန်ဆရာတော်ကြီးဟာစိနုတော်ရဲ့ဘက်ကိုမျက်နှာမူပြီးတော့လက်အုပ်ကိုချီပြီးဂါထာမန္တန်တွေကိုရွတ်ဆိုလို့နေခဲ့ပါတယ်။အဲဒီနောက်ခဏအကြာမှာတော့စိနုတော်ရဲ့ဗဇက်ကြီးဟာပွင့်လာပြီးအပုပ်ရနံများဟာလေဗဝင်းချင်းတစ်ခုလုံးကိုဖုံးလွှမ်းလို့သွားခဲ့တယ်ဗျ။ဗဇက်ထဲမှာတော့ဘလူကြီးတောင်ရှိနေတာကိုမြင်လိုက်ရပြီးအဲဒီဘလူကြီးဟာမိရဲတောက်လောင်နေသောမျက်လုံးတစ်စုံနဲ့တူ မကြခင်မှာသူ့ရဲ့တားကောင်ဖြစ်တော့မဲ့ကိုရင်လေးကိုစိုက်ကြည့်လို့နှိခဲ့တာပါအဲဒီနောက်မှာတော့ကျောင်းတိုင်းဆရာတော်ကြီးကလည်းကျိုးရင်းနဲ့တုံတောင်ထားရင်ကိုရင်လေးရဲ့ခြေတော်ကိုဇွဲကင်လိုက်ပြီးစင်းလူတော်ရဲ့ဗစက်သေးကိုထဲဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်ကိုရင်လေးခင်မင်းသားလေးကြောက်လန့်တော်လို့ဆိုနေသူကိုမတက်ဖို့ရတွေ့ကျောင်းတိုင်းဆရာတော်ကြီးကိုအော်ဟင်ငိုယိုပြီးတော့တောင်းမှန်လို့နှိခဲ့တာပေါ့အဲဒီချိန်မှာပဲကျောင်းတကားဝဟာရုပ်တရက်ပွင့်လာပြီးတကားဝရဲ့ရှေ့မှာတော့ ကိုဝင်လေးရဲ့ဖခင်ဖြစ်သူဦးခင်မောင်ရောက်ရှိလာတာကိုမြင်လိုက်ရပါတော့တယ်။ဦးခင်မောင်ဟာလက်ထဲမှာလည်းတန်တဝင်းတစ်ချောင်းကိုကင်ထားပြီးတော့ကြောင်တန်းစီရတော်ကြီးရှိရာကိုပြေးလာခဲ့တယ်ဗျ။တော်တော်အကျင့်ရုပ်တဲ့ဖုန်ကြီးပါလား။တော်တော်ကိုအောက်တန်းကြတယ်။အခုချင်းချင်းတုတ်သားကိုလွတ်လိုက်စမ်း။ဟေးကိုခင်မောင်ခမရသားကိုကျုပ်ဘာလို့နေလို့လဲဗျ။ခမရသားကိုနှကောင်းနှမြေတွေဆောက်ရှောင်းကျုပ်ကူညီပေးနေတာ။မသိနားမလည်ရင်လေအตาလေးနေ။တော်တော်တော်အခန်းထဲကနေအမြန်ဆုံးထွက်သွား။ အုံမာဒီဖုန်းကြီးကလူမိကမှလာလိမ့်နေသေးတယ်။ခမဘလို့ဖုန်းကြီးလဲဆိုတော့ကြုတ်တရွာလုံးတီအောင်ရှောက်ပြုံးမယ်ဗျ။ခမကြုတ်ចောင်းကိုကောင်းကောင်းတိစေရမယ်။အဲဒီလိုပြောဆိုပြီးရဲ့နောက်မှာတော့ဦးခေမောင်ဟာမာနဲ့မန်နဲ့ပြေးလာပြီးလက်ထက်ကတန်းနဲ့ဝင်းနေဖုန်းကြီးကိုရိုက်ချလိုက်တယ်ဗျ။အဲဒီခါမှာတော့ဖုန်းကြီးကလင်းမြန်စွာရှောင်းလိုက်ပြီးတော့ဦးခေမောင်ကိုစတင်ထိုးလိုက်ပါတော့တယ်။အသက်ကြီးနေပြီဖြစ်တဲ့ဦးခေမောင်လည်းကျောင်းတိုင်းဆရာတော်ကြီးရဲ့နှိပ်စက်သမျှကိုအလူလဲခံစားလို့နေခဲ့ရတာပေါ့။ အဲဒီခါမှာတော့ဦးခင်မောင်ဟာလက်ထဲကတန်တဝင်းကိုပြစ်ချလိုက်ပြီးရှိသမျှအားကိုအသုံးပြုကာကျောင်းတိုင်းဆရာတော်ကြီးကိုပွေ့ချီလိုက်တယ်ဗျထို့နောက်မှာတော့ဦးခင်မောင်ဟာခွင့်ရနေတဲ့စင်တူတော်ရဲ့ပါဇက်ထဲကိုကျောင်းတိုင်းဆရာတော်ကြီးကို ပြစ်ချလိုက်ပါတော့ရီဒုက္ခမှာတော့ဖွင့်ရနေတဲ့ပါဇက်ကြီးကလေကျောင်းတိုင်းဆရာတော်ကြီးကို အားရပါရကိုက်ချလိုက်ပါတော့ရီအဲဒီနောက်မှာတော့ပါဇက်ထဲကနေကြီးမားတဲ့လက်ကြီးနှချောင်းဟာပေါ်ထွက်လာပြီးကျောင်းတိုင်းဆရာတော်ကြီးကိုဝါးမျိုးပြစ်လိုက်တော့ရီဗျာ ဒီလိုနဲ့ခဏကြာမှာတော့ဗဇက်တွေကနေပြီးတွေးတွေဟာလေကျမ်းပြမကိုစီးကြလို့လာခဲ့ပါတော့တယ်။အဲဒီမြင်ဝင်ကြီးကိုမြင်လာရတဲ့ခါမှာတော့ဦးခင်မောင်တို့သားဖာနေရပါလေအဖြစ်အပျက်တွေကိုငေးမောကြည့်ရင်ကြက်တီတည်နေခဲ့ကြပါတော့တယ်။ဒီလိုနဲ့ခဏကြာမှာတော့တူသားဖာနေကွာလေအဲဒီအခန်းလေးတွေကနေအပြင်ကိုထွက်လာခဲ့တယ်ဗျ။ကိုရင်းလေးခင်မိတ်ကတော့ဖခင်ဖြစ်သူရဲ့ကယ်တင်မှုကြောင့်ပဲလူသားစားစင်းလူတို့ကြီးရဲ့ရန်ကနေကင်းလွတ်လွတ်သွားခဲ့ပါတော့တယ်။ ပရိသတ်များခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုလေးကငွေထိုင်းဇလန်ကိုဘာသာပြတင်ဆက်ခြင်းသာဖြစ်ပါတယ်။အဲဒါကြောင့်တင်ဆက်မှုလေးမှာမိတ်ဆွေတို့ဘဝင်မကြတာတွေများချီးကျင်ရင်လေအန်တာတိန်မန့်တစ်ခုအနေနဲ့သာရှုမြင်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဗျာ။အဆုံးထိနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။အခုလိုဇလန်လေးတွေကိုနားဆင်ရတာကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့အသစ်တင်နိုင်သိရအောင်လေဘေးနားက notification လေးကိုနှိပ်ပေးထားကြဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ ားလုံးပဲနောက်တစ်ပုံမှာပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ။